ျွန်တော်ခုရောက်နေတာကတော့နော်ဝေးယုံပေါ့နော်ဒီတစ်ပိုင်းမှာတော့ကျွန်တော်တစ်ခါမှမကြည့်ဘူးလေရုပ်ရှင်မျိုးစားကြီးကြည့်ပါဗျာအဲ့ဒါကတော့ short film ပေါ့နော် short film ကတော့ကျွန်တော်ဒီ YouTube တို့ပါ Social Media ပေါ်မှာကျွန်တော်ကြည့်ဘူးတယ်ဒါပေမဲ့ယုံမှာတော့တစ်ခါမှမကြည့်ဘူးအဒီနေ့ကတော့ဒါ Global Aesthetic Award ဆိုရဲဒီ short film ပြိုင်ပွဲပေါ့နော်အဲ့ပြိုင်ပွဲကိုနော်ဝေးယုံမှာပြတာသူက theme လေးတော့ရှိတယ်ဗျာအလှတရားနဲ့ယုံကြည်မှုဆိုတာ theme လေးရှိတယ်အဲ့ theme လေးမှာဝင်အောင် short film လေးရိုက်မယ်အဲ့ထင်ရမှာဒါတချို့ရုပ်ရှင်ကားလေးအကောင်းဆုံးရုပ်ရှင်ကားလေးကို short film လေးကိုထုတ်ထုတ်ပြီးတော့ဒီနေ့အစုပေးမှာပေါ့ အဲသူတို့ဒီ Facebook page ပေါ်မှာတင်လာဆိုလို့ရှင်တော့သူတို့နမူနာရွေးချယ်တာဆက်ချက်ကားရှိရကြာသူတို့ကဘယ်လိုမျိုးကြီးလဲဆိုလို့ရှင်3မိနစ်အောင်ရုပ်ရှင်ကားရှိရယ်တက်ခတ်30နဲ့ရုပ်ရှင်ကားရှိရယ်အဲ့ထဲမှာ9កောက်ဒါဒီနေ့ပြမှာပေါ့လေပြီးတော့စုရီကလည်းအများကြီးလို့သိရတယ်စုရီကများလုံးလို့ကျွန်တော်ဘယ်စုပေးအောင်တော့ကျွန်တော်တို့တေချာတော့မသိဘူးပေါ့လေသူတို့ page မှာတော့ကြီးညာပေးလိမ့်မယ်တခါမှတော့ရုံမှာလူမျိုး shop လင်ပြိုင်ပွဲကြီးကိုပြရတယ်လို့တော့ကျွန်တော်မကြားဘူးဒီ global aesthetic award ပေါ့နော်ဒီအဖွဲ့အစည်းကနေပြီးတော့ဒါ ကုမ္ပဏီ brand တွေကပေးတာဖြစ်ပေမဲ့လည်းသူကဒီ product ထက်စာလို့လို့ရှိရင်ဒီ creativity ကိုအသားပေးရပါလေခုနကျွန်တော်ပြောခဲ့သလိုပဲအလှတရားနဲ့ယုံကြည်မှုဆိုရဲခေါင်းရင်းရှိရဲအဲ့ခေါင်းစင်းအောင်မှာဝင်တဲ့ short film line ကိုလက်ခံလာရပါလေအဲ့တော့ဘလူတွေလောင်းမဲမသိဘူး Facebook page မှာကတင်ထားတဲ့သူတို့ပြိုင်ပွဲဝင် short film လေးတွေကတော့မဆိုးဘူးပိတ်ကားထပ်မှာဆိုလို့ရှိရင်တော့မတူရမှုတွေတော့ရမှာဖြစ်တယ်ကြော်ကြည့်ပြီးတော့ကျွန်တော်အမြင်နဲ့ပြန်ပြောပြပါမယ် ို့မှာရှိနေတဲ့အဲ့ဒီအတတ်ပညာနဲ့ဒီ talents ကိုပြန်ပြီးတော့ပြသဖို့အတွက် channel တွေလိုပါတယ်။ဘယ် channel ကနေသွားပါလဲ။ဒါကိုဘယ်သူကဥဆောင်နေသွားမလဲဆိုတော့ကန့်ကန်အောင်လည်းရေးပါပါတယ်။အဲ့တော့ generation မှာရှိနေတဲ့လူငယ်တွေသူရဲ့ talents ကိုပြသဖို့အတွက်ဥဆောင်နေတော့ဒီကောင်းသောအရာကြီးကိုဖန်တီးပေးတဲ့ global strategy ပြမအောင်ဆိုလက်ခုပ်တယ်။အကျေးကြပါရစေခင်ဗျာ။ စုကကိုအရေးချင်းကိုအာအကဲဖြတ်လိုက်ပြီးတော့ဒီစုရခြင်းမရခြင်းပေါ်မှာစုရရင်တော့ပြောဖို့ကောင်းတာပေါ့လေစုမရခဲ့ရင်လည်းဒါကကိုဘဝရဲ့ခရီးလမ်းအဆုံးမဟုတ်သေးဘူးကိုရှောက်ပြန်ကြည့်တဲ့အခရီးလမ်းကိုဆက်ပြီးတော့ရှောက်ဖို့လိုတယ်ပေါ့နော်ဘယ်လိုလဲ Let's see let's do this uh 3 minute video uh people choice award လို့အရရှိသွားလို့ပါတော့ the value of beauty ရမေးအေးဖြစ်ပါတယ် congratulations, Papa. ာမဆိုတာ bad story telling award i plural ပြောတော့အဲ့ဒါရရှိရဲ့ဟိုကအလှရင်မိုးသူပါ Congratulations ပါခင်ဗျာအလှရင်မိုးသူ Congratulations ပါတကယ်ကိုသူရနေ talent တူဖြစ်တဲ့ရင်မိုးသူဖြစ်ပါတယ်ခင်ဗျာ congratulation ပါ sorry တနေ့ကအလိုချင်ဆုံးလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ ဟိုအရင်တည်းကဒီ script ကိုကြိုးစားခဲ့အား story ပြောဖို့ကြိုးစားခဲ့ရတယ်အချိန်တွေအားကြီးပေါ့နော်ဆိုတော့အဖေပြည့်အချိန်မှာရတဲ့အတွက်အားကြီးကျေးဇူးတင်ပါတယ်ဆုချီးမြှင့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ် ဒါ writer ရေမိုးသူပေါ့နော် writer script writer producer ပေါ့ဒါဒီအခုပြိုင်နေ short film အားလုံးထဲမှာဒါကျွန်တော်အကြိုက်အကြိုက်ဆုံးပေါ့လေညီမလေးရဲ့ film ပေါ့အာညီမဆွရတော့ဘယ်လိုခံစားရလဲအာဟုတ်ဝမ်းတာပါတယ်ပြီးတော့ဟိုအဲဒီလိုမျိုးလုတ်ခဲ့ဖာတွေပုံပေါ့ပေါ့နော်ဒါအတိမတ်ပြူရတခုရရဲ့အတွက်ကြောင့်မို့လို့အာဝမ်းတာပါတယ်ဟုတ်ချိန်ရှိတဲ့တင်ပါတယ်အာဆိုလို့ရှိရင် writer ဖြစ်ဖို့ယူရလား script writer ဖြစ်ဖို့ယူရလား အဓိက driving ပေါ့ drive driver ဘက်ကိုသွားချင်တာဟုတ်နာကမှာအောင်မြင်တဲ့မျိုးသမီး driver ဖြစ်ပါသေးတယ်စုတောင်းပေးပါရစေစုတင်ပါရဟုတ်ကြိတ်ပြည့်ကြလည်းကျေးဇူးတင်ပါရဟုတ်ကိုဟိုင်လည်းညီမတွေ့ပါရကြီးကြီးပြတဲ့ဟုတ်ဟုတ်အခုလည်းအခုသူများကိုပဲဝေဖန်နေရအခုလည်းနည်းနည်းဝေဖန်ပါအောင်အော်မင်းကနာဗီဒီယိုကိုလည်းကြည့်ကြည့်နေရတဲ့ရဟိုညီမလည်းဒီလုပ်တွေလုပ်တာပဲဆိုတော့လေဟိုတည်းရှင်းရပဲဆိုတော့ဟုတ်ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါကိုနော် Global Aesthetic Award ကလုတ်တဲ့ဒီ short film ပြိုင်ပွဲတော့ကျွန်တော်ကြည့်ပြီးသွားပြီဒီတစ်ခါကတော့ဗျာ short film ဆိုတော့ဗျာစက္ကန့်30စာရည်3မိနစ်စာရည်ဆိုတော့ရုပ်ရှင်အကြောင်းတော့ review ပြောလို့မရဘူးပွဲအကြောင်းတော့ review ပြောကြည့်ရအောင်လားသူအဓိက theme မှာတော့ဒါ aesthetic နဲ့ art ပေါ့လေကျွန်တော် aesthetic အကြောင်းတော့တိတ်နားမလဲဘူး fashion တွေပါလေကျွန်တော်တိတ်စိတ်ဝင်သွားကျွန်တော်တို့ကဒီ shirt sticker ပါတိတ်ရှက် analysis ဖြစ်လို့ရှိလို့ရှင်အဆင်ပြေနေပြီပေါ့နော် ဒါပေမဲ့ art တော့စိတ်ဝင်စားရပေါ့အဲ့မှာ shop တွေကရိုက်ထားတာလေးတွေကတော်တော်ကောင်းတယ်ဗျာကျွန်တော်ဒီပွဲလာဖို့အတွက်ကိုမနေ့ကမှသိရတဲ့အတွက်ကျွန်တော်ဒီစကားတင်ပြရတဲ့ဟာတွေကျွန်တော်ဒီကြည့်ရောကြည့်တယ်ဗျာဒါပေမဲ့တချို့ကရောတိတ်မမှတ်မိဘူးပေါ့အဲ့မှာစွရရပါတဲ့ရုပ်ရှင်ကားတွေထဲမှာဆိုလို့ရှိရင်တော့အဲ့တခါတော့တော်တော်သဘောကျတယ်ဗျာအလှဆိုရဒီ shop တွေလေးပေါ့လေ driver ရေမိုးသူရိုက်တာပေါ့အဲ့ကားလေးဆိုကျွန်တော်သဘောကျတယ်အဲ့ကားရပါစီလို့တော့ကျွန်တော်ကြည့်နေတာပေါ့လေကျွန်တော်သတိထားမိတာပေါ့ကျန်တဲ့ဟာကြီးလည်းကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ဗျာ shop တွေဆိုတာတက်စားလို့ရှိရင်တချို့ video တွေကတော့ commercial အရန်ဆန်တယ် လိုပြောမလဲ short film လို့သတ်မှတ်ပါထား commercial video လို့သတ်မှတ်လို့ဖြစ်နေ။နောက်ပြီးတော့ဗျာတိုင်ပွဲအကြောင်းလေးနည်းနည်းတော့ထပ်ပြောချင်တယ်။ဟိုမှာဗျာဒီ global asset တွေပေါ့လေအဲ့ဒါကတော့ company ပေါ့လေ။ဒါပေမဲ့ company ဆိုတော့ဗျာကျွန်တော်ပထမထင်တာကတော့အော်လို့သူတို့ company ရဲ့ theme နဲ့ kait တဲ့ဒီသူတို့ set တွေရောင်းတာပေါ့ဗျာ။ asset တွေ set တွေပေါ့ဒီ data data ပြတာတို့ဘာလို့ပေါ့အဲ့ set တွေရောင်းတဲ့ဟာတွေပါတော့မှစုပေးမယ်လို့ထင်တာအဲ့လိုမဟုတ်ဘူးဗျာ။သူတို့ theme နဲ့ kait တဲ့ video တွေပါစုပေးတာကိုတွေ့ရတယ်ပေါ့လေ။အဲ့ဒါကတော့အထာကြတယ်။ဒီလိုပွဲမျိုးလည်းများများလုံးတင်တယ်လို့ထင်တယ်ပေါ့လေ။အဲ့ကြောင့်တော့မှဒါဒီ ဘယ်လိုပြောမလဲ movie making ကိုဝါသနာပါတဲ့လူငယ်တွေအတွက်နေရာရလာမှာ platform လေးတစ်ခုရလာမှာပေါ့လေဒီ global aesthetic award တစ်ခုလည်းမဟုတ်ပါနဲ့ဒီလိုပွဲမျိုးများများပေါ်လာပါသေးတယ်ကျွန်တော်ဆုတောင်းပါတယ်ဒီမှာကျွန်တော်ကြည့်ပြီးတော့လူငယ်တွေပေါ့နော်ကျွန်တော်ထက်အသက်ငယ်လူတွေများတာပေါ့အဲလူငယ်တွေဆိုတော့တို့ကြည့်ပြီးကျွန်တော်အားရတာတစ်ခုတော့ရှိရပြဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြခုနောက်ပိုင်းဒီ product placement တွေပါကြော်ညာရဲပဲထားကျွန်တော်ကစက္ကန့်30နဲ့3မိနစ်ကြာရဲမှာပဲဒီလူတွေရဲ့အာယုံဒီဖန်ဆားရတာပေါ့လေ အဲ့အတော်အတွင်းမှာသူတို့ဒီဇလံတစ်ခုကိုတင်းတစ်ခုကိုပုံဖော်ပြီးတော့ရအောင်သူတို့ရိုက်သွားတယ်ဒါအလှတရားနဲ့ယုံကြည်မှုပေါ့လေအဲ့တင်းတစ်ခုကိုပေါ်လွင်အောင်သူတို့ရိုက်သွားတယ်ရိုက်သွားဖြစ်တဲ့အတွက်အဲ့မှာလာ product placement တွေထည့်ပြီးတော့ကြော်ညာတွေပဲရိုက်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေအောင်တွေ့ရတယ်အဲ့တော့ကျွန်တော်အဲ့ဒီတိုင်ပွဲမှာပါဝင်တဲ့လူငယ်တွေကိုစားပြောချင်တာတော့လုပ်ငန်းရှင်တွေအနေနဲ့ရောဒီရာကိုကြည့်ကြပါကိုနဲ့ကြိုက်တွေ့ရတဲ့လူတွေရှိလို့ရှိရင်ခေါ်ပြီးတော့အသုံးပြုလို့ရပါတယ်လို့နောက်ပြီးတော့ဒါဘယ်လိုပြောမလဲ ရုပ်ရှင်ပညာကိုစိတ်ဝင်စားတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်လဲ short film ပြကျွန်တော်တို့ဒီရုပ်ရှင်အရှိရေးကြီးရတယ်အရှိရေးဆိုလို့ရှိရင် heavy food လိုမျိုးပေါ့ heavy food လိုမျိုးဖြစ်နေရဗျာဒါ short film ကြတော့အစာပြေစားရတဲ့ဒါပေါ့ပေါ့ပါစားရတဲ့အစာတောက်လေးတွေပေါ့လေအဲ့လိုမျိုးအချိန်ရလို့ရှိရင်လဲကြည့်ပြီးတော့အပန်းဖြေလို့ရပါတယ်တချို့ဟာကြီးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးတော့တို့ပြကျင်တဲ့ဒီအယူဆတွေပေါ့လေတော်တော်လေးမိုက်တယ်ဗျာဒီထဲမှာရွာရတဲ့တကားဆိုလို့ရှိရင်ဒါမြမ မြန်မာ culture ပေါ့လေအငိမ့်နေပိုင်းနဲ့ပါပုံဖော်သွားတယ်ဒီ3မိနစ်ဆိုတဲ့အချိန်လေးအတွက်မှာအဲ့ဒါကိုပုံဖော်ဖို့ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ဘူးအဲ့ဒါတော့သဘောကျတယ်နောက်ပြီးတော့ဒီပြိုင်ပွဲကဒီနေ့မှပထမဆုံးစလုပ်တယ်ဆိုပေမဲ့နှစ်စဉ်တစ်တိုင်းလုပ်မယ်လို့လည်းသိရတယ်ဒီ Global Aesthetic Award ဒီ page မှာလည်းကြည့်လို့ရတယ်ပေါ့ဒီ Global Aesthetic ကနေပြီးနှစ်စဉ်တစ်တိုင်းလုပ်မှာပေါ့လေဒီပြိုင်ပွဲကိုအဲ့ဒါနောက်နှစ်တွေမှာလည်းဒီထက်ပိုကောင်းအောင်လုပ်မယ်လို့လည်းသူကကြေညာသွားတယ်အဲ့မှာကျွန်တော်အကြံပေးချင်တာတစ်ခုကတော့ကျွန်တော်သတိစပါချောမောရဲ့ကောင်တွေတဲ့မှာပေါ့ရုပ်စုရဲ့အဲ့ဒါကိုယ်ကိုယုံကြည်မှုမရှိဘူးအဲ့ဒါလူရှုပ်နေမရိုက်တော့ အဲ့တော့ဒီဒီနေ့ဒီပိုင်းမှာကျွန်တော်စကားပြောတာနည်းနည်းတမျိုးဖြစ်နေလို့ရှိရင်တီးခိုင်ပြီပါတို့ယုံကြည်မှုသိမ့်မရှိဘူးလူရမ်းရှုံနေလို့အဲ့တော့ကျွန်တော်လိုမဖြစ်ချင်ရင်တော့အလာတရားနဲ့ယုံကြည်မှုပေါ့လေလှလာပပလေးနေပါလို့ဒါပါပဲတော့ပါပဲမတော့သိထွေလူပြောကြအောင်ရှိပါဘူးအဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်